အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်ပတ်သင်ခန်းစာကတော့အခန်း၄လေ့ကျင့်ခန်း၄သမားနှစ်ကနံပါတ်၅၆ခုနှစ်ရှိဖြစ်ပါတယ်အဲဒီမှာနံပါတ်၅ကအင်္ဂန်တခဲရဲ့3လ5ရန်ကားငွေက85000ကျပ်ဖြစ်ပါတယ်တလ5ရန်ကနှုံးနေမြတ်ပြည်တည်းဒီနေ့အတွက်အင်္ဂန်ကမြတ်ပြည်တည်းလို့မိထားပါတယ်အဲဒီကျတော့အချိန်နဲ့5ရန်ကားကိုရှာမှာဖြစ်တဲ့အတွက်5ရန်ကားကိုလက်ရပဲမှာထားပါမယ်အဲဒီကျတော့ 3လ5ရက်ခါမှာ9500ကျပ်ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ရှင်တို့တစ်လဘယ်လောက်လဲသိချင်လို့ရှိရင်3လကို3နဲ့စားမယ်3လရဲ့တန်ဖိုးကိုလည်းရှင်တို့3နဲ့စားတယ်ဒါဆိုရှင်တစ်လရဲ့တန်ဖိုးက9500ကျပ်ဖြစ်ပါတယ်အဲ့ဒါကိုရှင်တို့တစ်နှစ်စားဖြစ်ပါတယ်နော်တစ်နှစ်စားဆိုတော့ရှင်တို့က12လပါအဲကြောင့်လို့တစ်လကိုရှင်တို့က12နဲ့မြောက်မယ်တစ်လရဲ့ဈေးနှုန်းကိုလည်း12နဲ့ရှင်တို့မြောက်ပါမယ်မြောက်တဲ့ခါမှာရှင်တို့3သိန်းကျပ်ပါတစ်နှစ်ရဲ့9ရက်ကက3သိန်းကျပ်ဖြစ်ပါတယ်နော် ။အရင်တလာ9ရက်က2500လောက်ကျက်ပြီးပြီးတော့တနေ့9ရက်က3သိန်းကျက်ပါ။ဒါတော့ရုပ်နံပါတ်6ကိုတော့ပါမယ်။ဘယ်လိုသမားတယောက်ကတဲ့တနေ့ကို7နာရီလောက်လောက်က4000 4800ကျက်ရတယ်။အဲ့ဒီနှုန်းသားအတိုင်း42နာရီလောက်လောက်ရတော့တနေ့တစ်ပတ်တစ်ခုတွင်နဲ့လောကကငွေများရမြင်ရနော်အဲ့ဒါပြတာက။အဲ့ဒါလို့ရှိရင်ကျတော့က7နိုင်လိုအားကက7နိုင်လိုလုခါပေါ့နော်သူလိုအားကငွေလိုချင်တာဖြစ်တဲ့လိုအားကကိုလေးရဲ့ဘက်မှာရေးမယ်အပြင် ရှင်းနိုင်မှာကျတော့4800ကျက်ပေါ့နော်ဒါဆိုရင်42နိုင်ဆိုဘယ်လောက်ဖြစ်မလဲသိချင်ပါတယ်ဒါဆိုရင်42ကိုပိုင်းဝင်မှာရေးမယ်ပိုင်းချင်မှာက8ကိုရေးပြီးတော့တရက်အဲလေ8နိုင်လောက်က4800နဲ့တချို့ကစာမြောက်ပြရမယ်ပေါ့နော်ဒါဆိုရင်ကျတော့ကဲကျင်းလို့ရပြီပေါ့နော်8နဲ့4800နဲ့ဝင်ဆုံးကျင်းမယ်8တယ်ရှိ8648ဆိုတော့8600လीး4800ပေါ့နော်အဲ42နဲ့600နဲ့မြောက်တဲ့ခါမှာ 2500နဲ့နေရာကျဲရပါတယ်။အရင်အဖြေထိုးမယ်အဖြေကနော်20 42နာရီလို့အလုံးလို့ရရတဲ့လိုအားကောင်းကြီးက2500နေရာကျဲဖြစ်ပါတယ်။အဲဒီချိန်နံပါတ်9ကိုသွားပါမယ်။ကားတစ်စီးရတဲ့300မိုင်ကိုသွားဖို့အတွက်ဓာတ်ဆီ48ကားလန်လိုတယ်တဲ့။ဓာတ်ဆီ30ကားလန်နဲ့ခရီးမြင့်များသွားနိုင်ပြီတဲ့။ဒါဆိုဒီချိန်တော့သွားနိုင်တော့ခရီးကိုလိုချင်တာဖြစ်တဲ့အတွက်ခရီးကိုလက်ရဘက်မှာထားမယ်။ဓာတ်ဆီကားလန်ကိုကျတော့လက်ဘက်မှာထားပါမယ်။ ဒါပြင်ဓာတ်ဆီ48ဂါလန်ကို300မိုင်သွားရတယ်။ဒီလိုချင်လို့ကျင်တာ30ဂါလန်လဲဆိုခရီးဘယ်လောက်သွားရမလဲသိချင်တာပါ။နော်။အဲ့ဒီကျောင်းလိုချင်တဲ့30ဂါလန်ကိုပိုင်းဝင်မှာရေးပြီးတော့48ဂါလန်ကိုပိုင်းချီမှာရေးမယ်ပြီးကြရင်ဒီက300မိုင်နဲ့ညှောက်ပေးရပါတယ်။အဲ့ဒီကျောင်းကျင်းလို့ရပြီနော်။ကျင်းတဲ့အခါမှာ48နဲ့300နဲ့ကိုဆိုတာစနစ်နဲ့အရင်ဆုံးကျင်းပါမယ်။စနစ်လေး48စနစ်နဲ့25လေးက300ပါ။ ။ပြီးကြလို့ရှိရင်ပေါ်ကပိုင်းဝေ30နဲ့ပိုင်းခြေလေးနဲ့ကိုလည်းနှစ်နဲ့ချင်းမရပါနဲ့။နှစ်နဲ့လီလေး25လီက30ပေါ့နော်။ဒါဆိုရင်15 25လီက385ပြီပြီးတော့ပိုင်းခြေမှာကနှစ်ရှိမျိုးပေါ့နော်။အဲ့ဒါကိုရှင်တော့ပိုင်းခြေကကြီးနေရာဖြစ်တဲ့တည်းရှင်စားတဲ့ခါမှာ189နှစ်ပိုင်းတစ်ပိုင်းမိုင်ရပါတယ်ပေါ့နော်။ဒါဆိုရင်ဓာတ်စီ30ကလည်းလည်းဆိုရင်189နှစ်ပိုင်းတစ်ပိုင်းမိုင်ကိုရှင်တို့ခီးသွားလို့ရပါတယ်။ဒါပေမဲ့ဖြည့်ထိုးမယ်ပေါ့နော်။ ပြပြကြရင်ဒီကျောင်းနံပါတ်၈ကိုတော့ပါမယ်ကားတစ်စီးရတဲ့456ကီလိုမီတာခရီးအတွက်40လီတာကုန်နေတဲ့60လီတာဆက်နဲ့တိုင်းတိုင်းတစ်ခုမှာစင်ဓာတ်စီပြပါလို့ရှိရင်ခရီးမီများသွားနိုင်နေတယ်ဒီကျောင်းခရီးကိုလိုချင်တာဖြစ်တဲ့ခရီးကိုလက်ရဘက်မှာရေးမယ်နော်ဓာတ်စီကိုကြတော့လေဘက်မှာပဲရေးပါမယ်။နော်အဲ့ဒီမှာကျွန်တော်ဓာတ်စီ40လီတာမှာ456ကီလိုမီတာသွားပါတယ်။ဒါဆိုရင်ကျွန်တော်60လီတာရှိရဲ့နော်အပြည့်ပါရဲ့ဆိုလို့ရှိရင်ဘယ်တော့ နော်ကီလိုမီတာသွားရမလဲလို့သိချင်တယ်ဂျီရောကနော်60ကိုပိုင်းမိမှရေးမယ်ပိုင်းချင်မှ40ကိုရေးမယ်156နဲ့မြောက်ဒါဆိုရင်ဂျီရောပိုင်းဝင်နဲ့ပိုင်းချင်နဲ့20နဲ့ကျင်းလို့ရတယ်20လုံး60 20နဲ့40ဟုတ်ပြီနော်156ကိုဂျီရောကတကာလေးနဲ့တကာထက်ချင်းမယ်အဲ156နဲ့တကာထက်ချင်းတော့120ရှိရတယ်အဲ့ဒီ120နဲ့300ကိုပြန်မြောက်တဲ့ခါမှာဂျီရော684ကီလိုမီတာပေါ့နော်ဒါဆိုရင်40လီတာဓာတ်ဆီ40လီတာဆိုရင်456ကီလိုမီတာရောက်တယ်ဆိုရင် 60လီတာဆိုလို့ရှိရင်ရေက684ကီလိုမီတာရောက်ပါတယ်တဲ့နော်။အဲဒါဆိုလို့ရှိရင်ရေကဒီနေ့ကတော့နံပါတ်ရှိရှိပြီးပါပြီ။နော်။နောက်နေ့ကျမှကျွန်တော်ကျန်တဲ့ဟာကိုဆက်ပြီးရှင်းပြပေးရမယ်။ဆုံးနေရှိခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။